မင်္ဂလာပါဗျကျွန်တော်တို့ S4C Automobile နေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ S4C Automobile မှာအဲရောင်းကားလေးတွေနည်းနေပါပြီဗျကျွန်တော်တို့အဲမိတ်ဆွေတို့စီမှာမြန်မြန်ရောင်းကျင်တဲ့ကားလေးတွေရှိရဆိုရင်ကျွန်တော်တို့ S4C Automobile မှာအရောင်းဝန်ဆောင်မှုတွေရှိပါတယ်ဝန်ဆောင်က1%နဲ့အတူတူကျွန်တော်တို့ဟိုမြန်မြန်လေးရောင်းတဲ့ဟာပေါ့နော်လူများများသိပြီးမြန်မြန်ရောင်းတဲ့ connection လေးတခုကိုကျွန်တော်တို့ကူညီဆောင်ရွက်ပေးလို့ရပါတယ် အဓိကတော့ဟိုကားတော့ရောင်းနေကြတာပဲပေါ့နော်အဓိကကျွန်တော်တို့ဒီမှာဟို service ပေါ့နော်အပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟိုငွေစင်နေလဲရောင်းလို့ရသလိုကျွန်တော်တို့ဒီမှာအာအရေးကြငွေကြံလေးတွေလည်းရောင်းလို့ရတာဖြစ်တဲ့အတွက်ငွေလိုတဲ့နည်းနည်းပါးပါးငွေလိုတဲ့လူတွေလည်းဟိုရောင်းဖို့အတွက် chance ပို့ပြီးတော့များတာပေါ့နော်ဆိုတော့ဟုတ်ကဲ့အဓိကတော့ကျွန်တော် channel မှာရှိတဲ့ကားလေးတွေကျွန်တော်တို့ဟိုဟာပြပေးပါမယ်ခင်ဗျာအဲဒီကောင်လေးကတော့ကလူကား 1000 model iran ဖြစ်တယ်အဲ2.42 view မှာဟို sunroof လေးပါတယ်အဲကားကောင်းတယ်အရိုးစစ်အထိကိမ့်မရှိဘူးပြန်စည်းလေးတွေတော့နည်းနည်းပါးပါပါတယ်လက်လက်ရှိသူအတွင်းကန်းလေးတွေပါအဲအပေါ် TV ဖြစ်တယ် steering up down ပါတယ် sunroof လေးပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီကောင်လေးကတော့1180ပါဟိုနေရာမှာကျွန်တော်စီမှာလာပြီးတော့ဟိုအယောင်းလာထားတာပါဗျဟုတ် 9i လေးဖြစ်ပါတယ် 2.4 2w apport tv stirn app down လေးပါခင်ဗျာတာယာလေးတွေသူ့အလီနဲ့သူဟိုပါဖြစ်တယ်အယိုးစစ်ထိခိုက်မရှိပါဘူးခင်ဗျအဲဒါကတော့ဟိုဟာဟိုကျွန်တော်ကားပါဟုတ်ကဲ့ဒီကောင်လေးကတော့ကျွန်တော်တို့အာ Harrier ဖင်ကြီးမှာ1004 model 2.4 2w ပါအဲခြေတန်းဖြစ်တယ်ရန်ကုန် license ဖြစ်တယ်1620ပါခင်ဗျအဲဒီကောင်လေးကတော့ကျွန်တော်ကား ကြိုက်လို့ကျွန်တော်ဖယ်ထားတဲ့ကားလေးပါအခုမှကျွန်တော်ကားလေးပြောင်းစီးဖို့စိတ်ကူးပေါ်လို့ကျွန်တော်ရောင်းမိချင်းဖြစ်ပါတယ်အတွင်းကန်းတန်းနဲ့ကျွန်တော်အတွင်းဟိုအင်ဂျင်ဂီယာပေါက်အောက်ပိုင်းလိုတာအကုန်ကျွန်တော်စစ်ဆေးပြီးတော့မှကျွန်တော်ရောင်းပြီးတာဖြစ်ပါတယ်လက်ရှိဒါကျွန်တော်လက်ရှိကျွန်တော်စီးနေတဲ့ကားပေါ့နော်အဲအခုတော့ကျွန်တော်ရောင်းမှုတွေကိုကျွန်တော်ထည့်ထားလိုက်ပြီပေါ့ဟုတ်ကျွန်တော်နောက်ထပ်ဟိုဟာကားတစ်စီးဝယ်ဖို့တွေ့ထားလို့ကျွန်တော်ပြန်ရောင်းလာပါဟုတ်ကားလေးကောင်းပါတယ်ခင်ဗျဟုတ် ကျွန်တော်ကတော့ဟို normally ကတော့ကျွန်တော်တို့ဟို S4C automobile ပေါ့နော်ဟိုဒီမှာတော့အဲကျွန်တော်ပိုင်တဲ့ကားတော်တော်များနဲ့ကျွန်တော်ရောင်းပြီးတဲ့ကားတော်တော်များတော့လုံးဝကားအကျွတ်ကား share တွေပဲကျွန်တော်ခြိုင်ပြီးတော့ကျွန်တော်ရောင်းပေးပါတယ်အဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဟိုတစ်ခါလေးကြရင်ကျွန်တော်တို့ sign ဖွင့်ထားတာဆိုတော့ဟိုတစ်ခါကြရင်နည်းနည်းပါးပါဟိုတွန်းတာတက်တာလေးရှိရဆိုရင်လည်းကျွန်တော်တို့အမှန်တိုင်းပဲပြောပြီးတော့ကျွန်တော်တို့ရောင်းပေးတယ်ပေါ့နော်သူများကားရောင်းပေးတာမျိုးဆိုရင်တော့ဒါပေမဲ့ကျွန်တော်တို့ရောင်းတဲ့ကားတွေကတော့အကုန်လွတ်မှတ် ျွန်တော်တို့ကြိုက်ပါတယ်ခင်ဗျအဲဒီကောင်လေးကတော့ chaplet trap ပါအဲဒီကောင်2018 model ဖြစ်တဲ့1.4 dc ဖြစ်ပါတယ်အဲဒီကောင်လေးက1565ပါအဲဒီကောင်လေးက LD Deluxe Grade ပါဗျအဖြူပါဝိုက်လေးဖြစ်ပင်လက်ရှိတာသူ့ရဲ့အတွင်းကန်းလေးတွေပါအဲအယိုးစစ်ထိခိုက်မရှိဘူး ဟိုဟာပြန်စည်းနေတယ်ကာလီကောင်းပါတယ်ခင်ဗျာဟုတ်ဈေးနှုန်းလေးကတော့1500အဲ65သိန်းပါခင်ဗျာအဲနောက်တစ်စီးကတော့ကျွန်တော်တက်တော့မှာလဲကျွန်တော်တင်ထားပေးပြီးသားဖြစ်ပါတယ်နစ်ဆန်ဝင်းရိုးဖြစ်ပါတယ်အဲဒီကောင်လေးကတော့ first owner နာမည်ပေါက်ကူမှာကားအရန်ကောင်းတဲ့ဟိုဟာ rider utter grade ဖြစ်တယ်ဗောနော်ဟို smacky poster digital ဒီမှာ side camera ဗောနော် side camera စပါတယ် အဲပြီးတော့ဟိုဟာတခုပဲဒီကောင် 2v 4v ခက်လုတ်လေးတော့ပါသွားတယ်။ giant volume တွေပါပါသွားတယ်ပေါ့နော်။ဒီကောင်လေးကတော့3600နဲ့60ပါ။အဲကားလေးကောင်းပါလေ။အဲဒီကောင်လေးကတော့မှန်လေးတော့အတ္တရှိရဒါပိုင်ရှင်ကသူလဲပြိမယ်ပေါ့နော်ဒီနားလေးမှာမှန်အတ္တလေးပါတယ်အဲအယိုးစစ်အထိခိုက် fine နဲ့အဆင်ပြေတယ်ပေါ့အဲဒီမှာ gas တက်လေးပါတယ် မှာ 2V 4V ခက်လုတ်လေးနဲ့ဖြစ်တယ်အဲသူတို့ကဟိုဟာ side camera တွေပဲအကုန်ပါတယ်ဗောနော်ဟုတ်ဒါလေးကောင်းပါတယ်နောက်တစ်စီးကတော့ကျွန်တော်တို့ AXIO ပါဗျဟုတ်ကဲ့ AXIO ကတော့ကျွန်တော်တို့2012 model 4G ဟိုဟာ960နဲ့5သိန်းမှာဈေးလေးမဆိုးပါဘူးခင်ဗျဟုတ်ကဲ့ 2V ဖြစ်ပါတယ် 1300cc ရိုးရိုး X grade ပါပဲခင်ဗျ အဲဒီကောင်လေးကကျွန်တော်တို့ digital aircon တွေပါပြီးတော့မဖြစ်ဘူး g နဲ့ h နဲ့လာတာဒီကောင်ကတော့ပုံမှန် basic grade ပါပဲရိုးရိုးဟို h grade ပါပဲခင်ဗျာဒါပေမဲ့ကားကောင်းပါတယ်ရိုးစစ်ထိခိုက်မရှိပါဘူးပြန်စည်းလေးရောနေပါပါတယ်ကျွန်တော်တို့ gdn နဲ့မှဆိုရင်တော့ဟိုကလက်ခံလို့ရရဲ့အင်းမှာပါတယ်ပေါ့နော်သူ့ပါလိမ့်မယ်သူအယောင်လေးကတော့ကျွန်တော်တို့ chocolate color ပါကိုလို့လည်းခေါ်ရင်လည်းခေါ်တာပေါ့နော်ပမာပြီးခေါ်တော့အဲနောက်တစ်စီးကတော့ကျွန်တော်တို့ဟိုဟာ crown မှာ ground လေးကတော့ mdan ဖြစ်တယ်ရန်ကုန် license ဖြစ်တယ်3.0 g full grade ဖြစ်တယ်ကားကောင်းတယ်အယိုးအဆထိခိုက်မရှိဘူးဈေးနှုန်းလေးကတော့3600ပါခင်ဗျာဟုတ်ကဲ့အဲဒီကောင်လေးအားနည်းချက်ပေါ့နော်ပြောရရင်တော့သူကအတွင်းကန်းကသူကနှမျိုးလာတယ်ပေါ့နော်အဝါလာတယ်အမဲလာတယ်ဒီကောင်လေးကအမဲလေးဖြစ်နေတယ်ပေါ့နော်ဟိုအဲ့ဒါလေးတစ်ခုလေးပဲပြောစရာရှိတယ်ကျန်တာအားလုံးဖိုင်တယ် ကျွန်တော် cruise cruise control ပါတယ်။ဘာညာ quick ကအကုန်ပေါ့နော်။ဒါ G G full ဆိုတာတော့သူဟိုမှာပါမဲ့ခါတွေအကုန်အပြည့်ပါတယ်ပေါ့။ဒါလက်ရှိသူရဲ့အတွင်းကမှာညာ။